တအိမ်ထုတ်ပြီးချိန်မှာအမျိုးသားနဲ့အတူနေလို့ရနိုင်လားဆိုတဲ့အကြောင်းအရာနဲ့ကျမကြီးအခြေအနေတွေကိုအမျိုးသမီးတိုင်းသိကျင်နေကြမယ်ထင်ပါတယ်။ဒီဗီဒီယိုလေးမှာတအိမ်မရှိရင်ဘာတွေပြောင်းလဲနိုင်လဲ။တအိမ်ထုတ်ပြီးနောက်လိမ်ဆက်ဆက်လို့ရလားဆိုတာတွေကိုအသေးစိတ်ရှင်းပြထားတာမို့လို့အဆုံးထိတရှိပြပါအောင်နော်။တအိမ်မရှိရောရင်ဘာတွေပြောင်းလဲလာမလဲ။ဓမ္မတလာခြင်းမရှိတော့ပါဘူး။တအိမ်ထုတ်တာလို့သွေးဆုံးတာမျိုးမဟုတ်ဖဲနဲ့ယာတီသွေးစင်ချင်းရက်သွားတာဖြစ်ပါလေ။ တာဦးအိမ်တွေကြံမယ်ဆိုရင်တော့ဟော်မုန်းထုတ်လွှတ်မှုကဆက်လက်တည်ရှိနေနိုင်မှာပဲဖြစ်ပါတယ်။လိင်စိမ့်နဲ့ခံစားမှုပေါ်တရားမှုကတော့အများစုမှာမထိခိုက်နိုင်ပါဘူး။လိင်စိမ့်ရဲ့ကာမအတာဖြည့်မှုကဟော်မုန်းနဲ့ဆေးပိုင်းဆိုင်ရာပေါ်မှာမှုတည်ပါတယ်။တချို့ကခံစားမှုအနည်းငယ်ရော့နိုင်ပေမဲ့စိတ်ဖြစ်စီမှုနည်းပြီးတော့ပုံမှန်ဆက်ဆံနိုင်သူတွေကတော့များပါတယ်။ကိုယ်ခန္ဓာပြောင်းလဲမှုတအိမ်ထုတ်ထားခြင်းကြောင့်ကိုယ်ဒီချိန်တက်ခြင်း ခန္ဓာကိုယ်ပုံစံပြောင်းခြင်းတို့မရှိပါဘူး။ခွဲစိတ်မှုနေရာကအနာကျက်ပြီးတော့ပုံမှန်အတိုင်းပြင်ဖြစ်နိုင်ပါတယ်။အဓိကသိကျင်နေကြမယ်။တိမ်ထုတ်ပြီးနောက်လိမ့်ဆက်ဆန်ထိုင်မလားဆိုတဲ့အကြောင်းအရာလေးကိုဆက်လက်ပြောပြပေးပါမယ်။လိမ့်ဆက်ဆန်လို့ရပါတယ်။အိမ်ထုတ်ပြီးရင်တော့မိမကူဗဂျိုင်းနာကို မထိကြိုက်စေဘဲနဲ့လင်းဆက်ဆန်ထိုင်ပါရယ်။တအိမ်မရှိတော့ပင်ပဲလင်းစိမ့်နဲ့ခံစားမှုတွေကဟော်မုန်းနဲ့အာရုံကြောင့်မူတည်ပြီးတော့ပုံမှန်အတိုင်းဖြစ်နိုင်ပါရယ်။ ဒါဆိုရင်ဘယ်အချိန်မှစပြီးတော့အထူနေလို့ရမလဲခွဲစိတ်ပြီးတော့လေးဘက်ကနေ၆ဘက်အကြမှာဆရာဝန်ညွှန်ကြားချက်နဲ့ပြန်လည်စတင်နိုင်ပါတယ်။ဒဏ်ရာပြေဝစွာချက်ပြီးတော့တွေးစင်းခြင်း၊နာကျင်ခြင်းမရှိမှစတင်တင်ပါတယ်။ဘာတွေကိုသတိထားတင်ပါတည်းဆရာဝန်ညွှန်ကြားချက်ကိုလိုက်နာပါ။ခွဲစိတ်ပြီးလေးဘက်ကနေ၆ဘက်အတွင်းမှာလိမ်မဆက်ဆန်တင်သေးပါဘူး။မိမိတို့ခွဲစိတ်ကူးတာတဲ့ဆရာဝန်နဲ့အဓိကတိုင်နေဆွေးနွေးပြီးမှသာ ဆရာဝန်ရဲ့ခွင့်ပြုချက်ရှိမှသာလိမ့်ဆက်ဆန္ဒပို့ကောင်းပါတယ်။ဘာလို့လဲဆိုတော့ကုသပေးနေရဲ့ဆရာဝန်ကမိမိတို့ရဲ့ခွဲစိတ်ပြီးအခြေအနေကိုသိနိုင်ဆုံးဖြစ်နေလို့ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့သွေးစင်ခြင်း၊နာကျင်ခြင်းတို့ရှိရင်ဆရာဝန်နဲ့ပြန်ပြရပါမယ်။စိုးရိမ်စိတ်နဲ့စိတ်ဖိစီးမှုကိုလျှော့ချထားပါ။ခွဲစိတ်မှုနောက်ပိုင်းမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုမရှိအောင်မိသားစုဆရာဝန်များနဲ့အတိုင်းပင်ဆွေးနွေးပါ။ဘလို့အခြေအနေမှာဆရာဝန်နဲ့ပြသတဲ့မှာတည်း အမျိုးသားနဲ့အတူနေတဲ့အချိန်မှာပြင်းထန်စွာနာကျင်ခြင်းမိမက်ကူမှပုံမှန်မဟုတ်တော့တွေးဆင်းခြင်းအနံ့စုများထွက်ခြင်းလိမ္မာတဆင်ကူးဆက်တတ်တဲ့ယောဂများခံစားရခြင်းစသည်တို့ဖြစ်ပေါ်လာပါကဆရာဝန်နဲ့အမြန်ဆုံးပြန်လည်ပြသရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်တော့တိမ်ထုတ်ပြီးရနောက်မှာအမျိုးသားနဲ့အတူနေလို့ရလားမရဘူးလားဆိုတာကိုသိရှိလာဖို့ထင်ပါတယ်။ဒီ YouTube Channel လေးကိုလည်း Subscribe ပြုလုပ်ပြီးအားပေးခဲ့ပါဦးနော်။ဒီ video လေးကိုအခြားသော အမျိုးသမီးတငယ်ချင်းတွေဘူးမျှဝေပေးလိုက်ပါအောင်နော်တည်ကျင်တာရရှင်လဲကွန်မန့်မှာမေးထားလို့ရပါတယ်